ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုဟာခဏလပိုင်းမှာတွေ့ကြုံလာမယ်တရင်းလာသားသမီးတွေရဲ့အဆိုးအကောင်းအနေအမြင့်အတက်အကျတွေကိုကျွန်တော်တက်မြောက်ထားတဲ့တဲရော့ဗီဒင်ပညာရက်နဲ့တဲရော့ကတ်လေးကိုချိုးပြီးတော့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေအဲထဲမှာတရင်းလာသားသမီးတွေရှိမယ်တော့မဟုတ်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်း ဒီသားစုထဲမှာတနေ့လာသားသမီးတွေရှိတယ်။ဘယ်ရင်ယုံကြည်မှုရှိတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ရှုပြီးတော့မိတ်ဆွေရဲ့တလာတာကံအဆိုးအကောင်အနေကြအသက်အမြင့်တွေကိုရှောင်ရဆောင်ရသိရှိပြီးတော့ကိုယ်အနေနဲ့တတိထားမိအောင်ဆုံးတဲ့အထိကြည့်ရှုပေးပါလို့မေတ္တာရက်ခံအပ်ပါတယ်။အဲ့တော့ဘယ်ရင်ဆရာတယောက်အနေနဲ့ဘယ်ရင်ဟောတဲ့ကိစ္စတွေပြောတဲ့အခါမှာမိမိအနေနဲ့ဘယ်ရင်ယုံကြည်မှုရှိတယ်ဆိုရင်တော့ဒီဗီဒီယိုဟာကိုယ့်အတွက်ကောင်းမွန်တဲ့ဗီဒီယိုဖြစ်ပြီးတော့ဘယ်ရင်နဲ့ပတ်သက်ပြီးတော့ကိုယ့်အတွက်ယုံကြည်မှုမရှိဘူးဆိုရင်ဒီဗီဒီယိုဟာကိုယ့်အတွက် အလကားဗီဒီယိုတခုပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဗမင်းတကားရဲ့တပည့်ဆရာစောရင်တော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဘေးရင်ရေတရာကြီးပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေပြောကြားမှုတွေနှစ်သက်မှုရှိရဆိုလို့ရှိရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာခြင်းအပြင်နေ့စဉ်နဲ့မြကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိရှိဖို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္လာသာသမိတရဲ့ကန့်အစိုးကကိုတဲတော်ကနေစက်ဟောကြားပေးသွားမှာဖြစ်ပါတယ်ကဲ့ ဲ့တော့ကျွန်တော်တဲရော့ကစချိုးပါမယ်နံပါတ်၁ချက်ကတော့တနင်္လာသားသမီးကြီးကိုပိုင်လုပ်ငန်းစီးပွားရေးနဲ့ပတ်သက်တဲ့ကတ်ဖြစ်ပါတယ်တိုက်ရိုက်နံပါတ်ပုံရိပ်ရဆိုရင်တော့စီးပွားရေးတွေအားနေနေတယ်လှုပ်ချင်ကြိုက်ချင်စိတ်တွေပျောက်ဆုံးနေတယ်အစိုးဘက်ကဥတီသွားနေတယ်ဆိုရယ်ပုံစံမျိုးပြသနေတယ်အကျွေးမိဟောင်းနေကြောင့်ကိစ္စဟောင်းနေကြောင့်ဆက်ရှုပ်နေရတာကာလတစ်ခုလည်းဖြစ်ပါတယ်ကိုယ်အနေနဲ့အားနေလာတဲ့အခါမှာအမားကိုအမှန်မမြင်အမဲကိုအမားမြင် စသဖြင့်အမျိုးမျိုးသောသွေးခေါမှုအမားတွေကြောင့်စီးပွားရေးရာအခက်ခဲပုံမှုပြီးတော့ကြုံတွေ့နေရတဲ့အစမပြေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တဲ့ရုံထွက်ဖို့အတွက်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်နေပါတယ်။ဒါကြောင့်မို့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့တနေ့လာသားသမီးတွေကလာမယ့်9လပိုင်းမှာအားနေပါတယ်။အဆက်ဆက်ရာချင်းချင်းတုံးတက်ပြီးတော့လုပ်ပါ။လုပ်ငန်းချဲ့သွင်းခြင်းလုပ်ငန်းမှာယင်းနှံ့မှုပြုလုပ်ခြင်းခြောက်ကြံတင်ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုပွဲစားပဲဖြစ်ဘာပဲဖြစ်ဒါတွေကလည်းကျွန်တော်ကိုယ်ပိုင်လုပ်ငန်းမှာပဲဖြစ်ပါတယ်အဲ့တော့ကိုဆက်လိုက်တဲ့ပွဲတွေကသူများနဲ့ဖြစ်သွားတာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်တနည်းအားဖြင့်ပြောရင်အစိုးပြနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ငွေကြီးကိစ္စငွေကြီးကိစ္စအရင်ကပတ်သက်ပြီးတော့ကြုံတွေ့လာတဲ့တပ်အပိုင်းခြားရဆိုရင်တော့ဝေဝေထွက်ငွေညှပ်မှုအားနည်းတဲ့ကာလအပိုင်းခြားတစ်ခုကိုကျွန်တော်တို့ဖော်ပြနေတယ်နောက်တစ်ခုကတော့ ငွေကြေးကိစ္စမှာလုံငန်းကိစ္စမှာအဆင်မပြေဖြစ်ပေမဲ့လည်းငွေကြေးကိစ္စမှာကိုယ်ကူညီတောင်းလို့ရှိရင်ကူညီပေးမဲ့လူတွေရှိတယ်ချီးပေးမဲ့လူတွေရှိတယ်စိုက်ပြဒီလိုဒီလိုလူတွေကဘလို့ပဲချီးပေးချီးပေးဘလို့ပဲကူညီပေးကူညီပေးကိုယ့်ရဲ့ငွေကြေးကိစ္စတွေရဲ့လိုအပ်မှုကတော့အမြဲတမ်းဖြစ်ပေါ်နေတာတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့မမျှော်လင့်ထားပဲနဲ့ဒီလိုချိန်ကာလမျိုးမှာအကျွေးမီတွေတင်သွားတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်တို့ကြောင့်ငွေထွက်များနေတဲ့အခြေအနေပိုင်းခြားတစ်ခု မွေထက်နေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့တနေ့လာသားသမီးတွေဆက်စားရရစဉ်းစားတုံးသက်ပြီးတော့မှငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်ဘာလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဆိုတော့ငွေလောကငွေပဲလက်ပိတ်နေတာမျိုးတော့မဟုတ်ပါဘူးဝင်လာတော့ဝင်ပါလိမ့်မယ်ခဏပြောလို့ငွေအခက်အခဲဖြစ်လာလို့ရှိရင်လည်းကုညီတဲ့လူတွေဒါမှမဟုတ်လို့ဒီကုတ်လမ်းပြတဲ့လူတွေလည်းရှိကောင်းရှိပါလိမ့်မယ် ခက်နေတာကိုယ့်လက်ထဲမှာငွေများများဆဆမပြောနဲ့ကိုသုံးဖို့အတွက်ဒါမှမဟုတ်ကိုအရေးပေါ်တခုခုအသုံးပြုတဲ့စုဆောင်းထားတဲ့ငွေကြေးတောင်ကိုယ်မှမရှိဘဲနဲ့အရေးကြုံလာရင်လည်းနဲ့ခက်ခဲရတယ်ဒါကြောင့်ငွေကြေးအပူပင်တော့ကအနည်းငယ်ရှိတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျန်းမာရေးကိစ္စတွေပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အစားတောက်ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစင်ကြင်တက်ပါတယ်အစားတောက်ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီအစာစိတ်တက်လာမျိုးဒါမှမဟုတ်ကိုယ်နဲ့မတက်ပြတဲ့အစားတောက်တွေကြောင့် ကျမကြီးအားနေတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာ။ဥပမာစီးကျုံတမစီးကျုံတက်တာမျိုးတွေ့ကြုံတမတွေ့ကြုံတက်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။နောက်တစ်ခုကတော့အရေးပြားပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်။ရေးပြားကျွန်တော်တို့ allergic ဖြစ်တာမျိုးအဲပြီးွားတဲ့ခါကျရင်ရာနာအဖူးတွေပေါက်တာမျိုးနော်အရင်အထက်ပို့ပြီးဝက်ချံပေါက်တာမျိုးစသဖြင့်ပေါ့ဗျာ။အရေးပြားပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့ဒီယောဂလက္ခဏာတွေကျွန်တော်တို့မကြခရဆိုလို့ဒုံမဟုတ်အဲမြန်မြန်ဆန်းဆန်းဖြစ်ပေါ်နေတာတွေကျွန်တော်တို့တွေ့ကြုံလာမဲ့အပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။နောက်ချက်ကတော့ကျွန်တော်တို့ အခြေအကိစ္စဖြစ်ပါတယ်။အချက်ကတော့ကျွန်တော်တို့တနေ့လာသားသမီးတွေရဲ့အခြေအကိစ္စဖြစ်ပါတယ်။အခြေအကိစ္စမှာတနေ့လာသားသမီးတွေဟာအစဉ်ပြေမှုကိုစတင်လာတဲ့ကာလအပိုင်းကြတစ်ခုဖြစ်ပါတယ်။တယောက်နဲ့တယောက်ကျွန်တော်တို့သဘောထားချင်းအဲလောက်ကောင်ကွဲလဲနေကြရပြန်လဲပြီးတော့တင့်မြတ်လာမယ်။ရှေ့ဆက်ဖို့တော့မဖြစ်နိုင်တဲ့အရာတွေရှေ့ဆက်ဖို့တော့ပြန်လည်ပြီးတော့အားကောင်းလာနိုင်တဲ့အချိန်တွေပိုင်းခြားတစ်ခုပါဆိုတော့လောကလောကတယောက်နဲ့တယောက်ပြတ်ဆဲသွားတဲ့အထိ ဒါမှမဟုတ်လို့ရှိရင်အဆင်မပြေဖြစ်တဲ့တိဖြစ်နေအောင်ပါခုနကပိုင်းမှာတယောက်နဲ့တယောက်နားလည်မှုဒုံမို့အကြောင်းအရာတစ်ခုခုကြောင့်ပြန်လည်ပြီးတော့ပတ်သက်တာမျိုးပြန်လည်ပြီးတော့ဆက်ဆံတာမျိုးဒုံမို့ကွဲသွားတဲ့သမီးစားရတော့မှကိုဟိုကြီးစားမဟုတ်တော့မှတငယ်ချင်းပေါင်းသင်းမိတ်ဆွေကန္တာအနေနဲ့ကိုနားမှာရှိနေတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မို့အခြေအနေကိစ္စတွေမှာတော့ပြတ်တောက်ဖို့အတွက်အာအားနေတယ်နော်အားနေတယ်ဆိုတော့တချို့ကန်တော်တော်ဆိုးတဲ့လူတွေကပြတ်ကောင်းပြတ်သွားနိုင်တယ်ပေါ့နော် ဆိုတော့အစိုးရအကောင်ဆုံးအကောင်ဘက်ကိုဦးတည်လာတယ်။ဘာလို့အကောင်ဘက်ကိုဦးတည်လာလဲလို့ပြောမယ်ဆိုလို့ရှိလို့ရှိရင်ခဏပြောရဲအတက်ဖြတ်ဆိုင်အဟောင်းနေရာပုံမှုပြီးအားကောင်းနေတဲ့ကာလာပိုင်ချတစ်ခုဖြစ်တယ်။အဲ့ဒီအပိုင်ချမှာတော့ခဏကျွန်တော်ပြောလို့ပေါ့နော်ကို့အနေနဲ့လက်မခံနိုင်ဘူးကို့အနေနဲ့ပြန်မသွေးနိုင်ဘူးဆိုတော့ကကို့ရဲ့တဘောပေါ့နော်ကို့ဘက်ကပြန်လဲပြီးတော့လိုချင်တတ်မှတ်မှုရှိတယ်ဆိုရင်ကို့ဘက်ကလည်းရည်လာမြောင်းပိတ်ပြုတ်လုတ်လို့ယောက်ျားလေးဘက်ကလည်းတွန်းတွန်းတက်တက်လှုပ်ဆောင်ဖို့တော်တော်လိုအပ်ပါတယ်ဆိုတော့လက်တည်ပြီးပဲအာမကို့နဲ့ကို့ညှစ်အားလေးလေးတုံးဖို့တော်တော်လိုအပ်တာပေါ့နော်โอเคနောက်တစ်ချက်ကတော့အိမ်တော်ကြီးကိစ္စအရင်ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ် အိမ်တော်ကြီးကိစ္စတွေမှာတော့အခြေအကိစ္စနဲ့ဆက်ညီမဲ့ဖြစ်နေပါတယ်ဆိုတော့အခြေအကိစ္စမှာခဏကျွန်တော်ပြောကံကောင်းတယ်အိမ်တော်ကြီးကိစ္စမှာနားလည်မှုတွေကွဲလွဲတယ်ချစ်ချင်းမေတ္တာတွေပျောက်ဆုံးနေတတ်တယ်တယောက်နဲ့တယောက်ချင်တာမှုတယောက်နဲ့တယောက်ယူရမှုဆိုတော့တအိမ်ထဲမှာနေပြီးတော့ဒဇိမ့်ဆန်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့နှွေးထွေးမှုအိမ်မှာပျောက်ဆုံးနေလို့ဖြစ်တယ်လင်မယားနှစ်ယောက်ကြားထဲမှာဖြစ်သားသမီးကြားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်မေတ္တာရေးဒီမေတ္တာခြုံလို့အေးချမ်းနေဆိုတာမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ဒါဒဇိမ့်လိုမျိုး ဒါမှမဟုတ်လို့ရှိရင်လည်းအကြောင်းအရာတစ်ခုကြောင့်တယောက်နဲ့တယောက်မဖြစ်ရတာမျိုးတွေအိမ်တော်ကြီးကိစ္စတွေမှာတွေ့ကြုံလာတတ်တယ်အဲ့တော့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးကွဲမလားဆိုရလဲကွဲတာမဟုတ်ဘူးဒါပေမဲ့အိမ်ထဲမှာနေပြီးတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာမျိုးဒစိမ့်ဆန်နေတာမျိုးကျင်နာမှုနှွေးထွေးမှုပျောက်ဆုံးနေတာမျိုးတော့ဘောတခြားတော့ကိစ္စတစ်ခုအရန်အာယုံစူးစိုက်ပြီးလင်းများနှစ်ယောက်ကအဲအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးပြုလုပ်ရမယ်ဒီချစ်ချင်းကျင်နာတယ်ပျောက်ဆုံးသွားတာမျိုးဖြစ်တယ်ဥပမာကွာလုံငန်းကိစ္စအောင်မြင်လုံငန်းကိုပဲအချိန်ပေးနေရတယ်ကိုယ့်ရုံကြောင်အချိန်မပေးနိုင်ဘူးတာသမီးကိုအချိန်မပေးနိုင် ။တခြားတော့တခြားတော့ပြဿနာတစ်ခုအကြောင်းဒီအိမ်တော်ရင်းကိစ္စရည်နဲ့ပတ်သက်ပြီးလွှဲထွေးကျင်နာမှုပျောက်ဆုံးနေတာမျိုးဆိုလို့ချင်းဖြစ်ပါတယ်။ Okay နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမယ်ဝန်ထမ်းတွေအတွက်ဖြစ်ပါတယ်။ဝန်ထမ်းတွေကတော့ကျွန်တော်တို့အားကောင်းနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်။မိတ်ကောင်းဆွေကောင်းတွေတွေ့ကြုံလာမယ်၊ကိုကြီးထောက်ပံ့ပေးတဲ့လူတွေတွေ့ကြုံလာမယ်။အာကိုယ့်ရဲ့မိတ်ဆွေပေါင်းတင်းတွေရဲ့အကြံပေးမှု ထောက်ပံ့ပေးမှုကြောင့်လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးပြေလည်သွားတာမျိုးအလုံးသိအကင်တဲ့ဖြစ်ပေါ်တာမျိုးရင်းနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့လုံးဝကင်မဲ့ကောင်းတဲ့တွေ့ကြုံလာမယ်။သူတို့စီကပညာရရတယ်၊သူတို့စီကအကူအညီရရတယ်၊သူတို့စီကသတင်းစကားရရတယ်၊သူတို့စီကနေစက်ကိုယ့်ရဲ့ကံအခွင့်အလမ်းကောင်းမှုတွေအကြောင်းတရားလေးတွေပေါ်ပေါက်လာမယ်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ပညာရည်နဲ့ပတ်သက်တဲ့ပိုင်းခြားဖြစ်ပါတယ်။ပညာရည်နဲ့ပတ်သက်တဲ့ပိုင်းခြားတွေမှာတော့နည်းနည်းလေးခုနကပိုင်းမှာပညာရည်ကိစ္စမဟုတ်ပဲနဲ့ပေါ့နော်။ ကျွန်တော်တို့လုပ်ငန်းကိစ္စမိသားစုကိစ္စကိုအချိန်ပိုပေးတင်ပါတယ်ဒီအချိန်မှာပြည်တိုင်းရုပ်အချိန်ပေးလိုက်မယ်ဆိုရင်ခင်ဗျားမလိုလားတဲ့ပြဿနာအလျှောက်ရှင်းနေလူမှုရေးဒီမှာစီးပွားရေးဒီမှာအိမ်တော်ရေးဒီမှာအချိန်ရေးဒီမှာတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မို့ပညာရေးကလည်းဒီပိုင်းစားဖြစ်သွားတာမျိုးဖြစ်တတ်ပါတယ်အဲတော့ခရလဘိုင်းမှာတင်တတ်တက်ထားတယ်တခုလုပ်ဖို့အတွက်စံစီထားတာရှိရင်တော့နည်းနည်းလေးနောက်ပြန်ဆုတ်လိုက်ရပိုကောင်းမယ်တို့တော့ခရလဘိုင်းမှာစောင်းပွဲဖြစ်ဖို့အတွက်မဖြစ်မနေစောင်းပွဲဖြစ်ဖို့အတွက်မဖြစ်မနေပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ တခုခုလောက်ဖို့အတွက်ဆိုရင်တော့အခက်ခဲအသားစီးတွေအများကြီးကြုံတွေ့နေရမယ်အဲ့ဒီအခက်ခဲအသားစီးတွေကကိုယ်ကိုယ်တိုင်ကြော်လွားမှရမယ်ဘ누구မှအာမကုန်နဲ့ဘ누구မှအကူအညီမတောင်းနဲ့အဲ့ဆိုမိတ်ဆွေတို့ပုံပုံပြီးတော့ကောင်းမွန်ပါလိမ့်မယ်နောက်ဆုံးကြံရှိတဲ့နိုင်ငံသားကံတွေနဲ့ပတ်သက်ပြီးဟောကြားပေးချင်ပါတယ်တနင်္လာသားသမီးတွေကဒီလာမဲ့9လပိုင်းမှာနိုင်ငံသားကံနဲ့ပတ်သက်ပြီး eminent အားနေပါတယ် သွားရလို့လို့သွားရလို့လို့ဟိုနေ့သွားမယ်ဒီနေ့သွားမယ်ဒီနေ့သွားမယ်ခုနေ့သွားမယ်လေတဖြည်းဖြည်းနဲ့နောက်ကဟိုဘက်မှာဖြစ်နေတဲ့ပြဿနာဟိုဘက်မှာဖြစ်နေတဲ့ကိစ္စတွေကြောင့်နောက်ပြန်လဲပြန်လဲပြန်လဲပြီးတော့ဆုတ်သွားတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ကဲအားဖြင့်ပြောမယ်ဆိုတရင်တကားကောင်းတော့ကြားနေရမလက်ပတ်သွားတော့ဟိုဘက်မှာနိုင်ငံရေးအခြေအနေမကောင်းလို့ဒါမှမဟုတ်ဟိုဘက်မှာဗီဇာတခုဖြစ်လို့အလုံးဟိုဒီဘက်အစိုးရမလှုပ်လို့စသည်အကြောင်းမျိုးမျိုးကြောင့်သွားရတဲ့ကံတွေကလွဲချော်နေတာမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်အားလုံးပဲကိုကြီးကြမှာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြေဆုံးပါဆစ်စုမကောင်းတောင်းရင်လည်းကျွန်တော်ရဲ့ ဲဗီဒီယိုဒီမှာပဲရန်သားခွင့်ပြုပါခင်ဗျာ